အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဒါ Photoshop ကို ခုမှစပြီးတော့လေ့လာနေတဲ့သူတွေအတွက် Photoshop မှာပါတဲ့ Layer Mask ရဲ့အလုပ်လုပ်တဲ့ပုံစံလေးကိုပြပြပေးသွားမှာဖြစ်တယ်သူကဘယ်လိုမျိုးလုပ်လုပ်တာလဲဆိုရင်အဲ Black Conceal လို့ခေါ်တဲ့ဒီ Layer တွေကိုအနက်ရောင်နဲ့ဖုံးတဲ့အပိုင်းနဲ့ white reverse လို့ခေါ်တဲ့ layer တွေကိုဖြူအောင်နဲ့ဖော်ပြပေးတဲ့အပိုင်းနဲ့ဆိုပြီးတော့နှစ်ပိုင်းပုံစံနှမျိုးနဲ့လှုပ်လှုပ်တာဖြစ်တယ်ပေါ့နော်အဲဘယ်လိုမျိုးလဲဆိုရင်ဒီမှာ layer ရှိတယ် အဲ့ဒါကိုဒီမှာတယောက်မှရှိတဲ့ layer mask လေးနဲ့အုပ်လိုက်မယ်ပြီးရင်ကိုဖော်ပြခြင်းတဲ့အပိုင်းဥပမာဒီပုံမှာဆိုလို့ရှိရင်ကိုကဒီပုံရဲ့အပေါ်ပိုင်းတိမ်နေပိုင်းကိုကိုကဖျက်ရှင်တယ်ဆိုလို့ရှိရင်ဒီတိမ်နေဘယ်လိုပြောကောင်းကင်ပိုင်းပေါ့နော်ဒီကောင်းကင်ပိုင်းကိုအုပ်ရှင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဆက်လက်မှတ်လိုက်မယ် custom ပေါ့နော်ဒါဒါကတော့နမူနာလောက်ပြပေးတာအဲ့ဒီနေရာကိုဒီမှာရှိတဲ့ foreground color အနက်ရောက်ရွေးထားတယ်အဲ့ဒါကို order base page နဲ့ဖြည့်လိုက်ဒါဆိုရင် ဒီခုနဆလက်မှတ်ထားတဲ့အပိုင်းကိုသူကအနက်ရောင်နဲ့ဖုံးအုပ်ပေးသွားတာပေါ့နော်အမ်သူကဟိုလိုပြောမလဲပန်တူးနဲ့ကောက်ပြီးတော့ဒီတိုင်း delete လိုက်တာတက်ဆိုင်ရင်သူကဒီလိုမျိုးလေး layer mask လေးနဲ့အုပ်ပေးသွားတာပေါ့နော်ခုပြန်လိုချင်တဲ့ချိန်ကျရင်ဒီ layer mask လေးကို delete လုပ်ရတာနဲ့သူကဒီဟာပြန်ပြီးတော့ပေါ်လာမှာနော်သူကလုံးဝကြီးဖြတ်လိုက်တာမဟုတ်ဘူးအမ်ဘယ်လိုပြောမလဲအပေါ်ကနေအုပ်ထားတာပေါ့နော် layer mask နဲ့အုပ်လိုက်တာပေါ့အဲအဲ့လိုပုံစံမျိုးနဲ့ဒါ black black ကို seal လုပ်လိုက်တာပေါ့နော် black ကို seal လုပ်လိုက်တာဒီ five reviews ကြာတော့သူ့ရဲ့ဘောင်းမြန်ပေါ့နော် ကိုကိုပေါ်ပြခြင်းတဲ့ဘိုင်းကိုဆလက်လောက်ထားတာပေါ့နော်ခုနပုံစံမျိုးနဲ့ဆိုရင်ဒါကိုကပေါ်ပြခြင်းတဲ့ဘိုင်းကဒီတိတ်နေဘိုင်းဒီအောက်ကပေါ်ကောင်းကင်ဘိုင်းဆိုတော့အဲ့အဲ့နေရာလေးကိုကိုကဆလက်မှတ်လိုက်ဆလက်မှတ်လိုက်ပြီးလို့ရှိရင်ဒီမှာအဖြူအောင်ကိုပေါ်မှာထားတယ်အင်းတော့ layer mask အုပ်လိုက်ဒါဖြူအောင်ကိုပေါ်မှာထားပြီးတော့မှ layer mask နှိမ့်လိုက်လို့ဒီလိုမျိုးပေါ်နေရမှာနော် ီမှာအဖြူရောင်ဒီမှာဒီလေယာမှာသွားကြည့်ရင်သိတာတဲ့ဒီမှာအနက်ရောင်အပိုင်းကဖုံးထားတယ်အဖြူရောင်အပိုင်းကပေါ်ပြထားတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့အလုပ်လုပ်တာဖြစ်တယ်ပေါ့နော်မျိုးလုံးနဲ့မြင်ရင်ပြရဆိုရင်ဒီလိုမျိုးပုံစံမျိုးပေါ့ဒီမှာအနက်ရောင်အနက်ရောင်နဲ့ဒီအောက်ကဒါအောက်ဆုံးကလေယာပေါ့နော်ပြင်တာ mask အုပ်လိုက်တာဒီအမဲရောင်ပိုင်းကဒီမှာအုပ်ထားတဲ့ပိုင်းဖြစ်သွားမယ်အဖြူရောင်ပိုင်းကဒီမှာပေါ်ပြတဲ့ပိုင်းဖြစ်သွားမယ်နောက်ဆုံး result ကဒီဟာပေါ့နော် မဲအောင်ပိုင်းကလုံးဝပြတ်သွားပြီးတော့ဖြူအောင်နဲ့ဒီထားထားတဲ့ပိုင်းကဒီလိုမျိုးအဲမြင်ရမှာပေါ့နော်နမူနာပုံစံလေးနဲ့ပြရမယ်ဆိုရင်ဒီမှာစာတန်းလေးရှိတယ်ပေါ့နော်ဒီဒီလူပုံနဲ့ဒါနဲ့ဟိုဒါ layer mask သုံးပြီးတော့ဒီလိုမျိုးဒီလှုပ်လေးလှုပ်ထားရှိတဲ့ design ပုံစံလေးကိုလှုပ်ပြပေးသွားမယ်နော်အရင်ဆုံးအောက်ကလူပုံရွေးလိုက်မယ်ပြီးရင်ဒီမှာ select subject နှိပ်လိုက်ဒါဆိုလို့ရှိရင် subject ကို select မှတ်ထားပြီးသွားပြီပြီးရင်ကြောက်လိုက်မယ်စာလျောက်ရွေးပြီးတော့ဒီမှာ layer mask နဲ့ထုတ်လိုက်ဒီမှာဆိုရင်အဲဒီမှာအဖြူရောင်နေရာလေးကလူပုံလူနေရာလေးကဖြူရောင်နေရာလေးဖြစ်နေတာနော်အဖြူရောင်နေရာလေးဆိုရင်ဒါဖော်ပြပေးတယ်ဒီကြံတဲ့ဘေးဘက်ကအမဲရောက်နေရာတွေကကြာတော့သူကအဲဖုံးအုပ်ပလိုက်တယ်ဗောနော်ကိုယ်လိုချင်တာငါ့လိုပုံစံမဟုတ်ဘူးဒီလူနေရာလေးကိုဖုံးအုပ်ပြီးတော့ကြံတဲ့နေရာတွေကိုဖော်ပြချင်တာဆိုရင်ဒီ layer mask အကွက်လေးကိုနှိပ်ထားမယ်ပြီးရင် control နဲ့ i နဲ့နှိပ်လိုက် ဒါဆိုရင်သူက layer inverse inverse ဖြစ်သွားတာပေါ့နော်ပြောင်းပြန်လှန်ပေးလိုက်တာပေါ့အဲ့လိုမှမလုပ်ချင်ဘူးဆိုရင်ဒါ control set ပြန်နှိပ်လိုက်မယ်အဲ့လိုမှမလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းသူကဒီ window တွေက properties မှာရှိတယ်ကိုက shortcut ဒီပိုင်းမတည်ဘူးဆိုရင်ပြောတာပေါ့နော် window တွေက properties တွေကဒီမှာ inverse လို့ရှိတယ်အဲ့ဒါလေးကိုနှိပ်ပေးလိုက်ရင်ဒီလိုမျိုးသူ layer inverse ပေါ့နော်အဖြူအမဲ inverse လုပ်ပေးသွားတယ်ဒီမှာဆိုရင်ဒီမှာကြည့်လို့ရတယ်လူပုံနေရာလူပုံစံနေရာလေးကအမဲရောက်ဖြစ်ပြီးတော့ဂျန်တဲ့အနောက်က အဲကျန်တဲ့နေရာတွေကဖြူအောင်ဖြစ်သွားတယ်အဲ့တော့ဖြူအောင်ဖြစ်သွားတဲ့နေရာတွေကပေါ်ပြပေးထားပြီးတော့အမေအောင်ဖြစ်သွားတဲ့နေရာကဖုံးအောင်ထားတယ်သူကဒီစာကြီးကိုလေယာအနောက်ကိုရွှေ့လိုက်တာမဟုတ်ဘူးနော်ဒီမှာအပေါ်ကနေဖုံးဒီနေရာလေးကိုအုပ်လိုက်တာပေါ့နော်ဆလက်မှတ်ပြီးတော့ဖုံးအောင်လိုက်တာအဲ့တော့ကိုကဒီမှာလင့်ရှိတယ်အဲ့လင့်လေးကိုဖြုတ်ပြီးလို့ရှင် move to ယူပြီးတော့ဒီစာကိုကြိုက်တဲ့နေရာကိုရွှေ့လို့ရတယ် sorry ဒီမှာစာနေရာလေးကို ဒီလို list ပြလိုက်နော်စာနဲ့ဒီဒီပုံစံလေးမှာ select ဝင်သွားပြီဆိုရင်ဒီလိုမျိုးလေးရွှေ့လို့ရတယ်ကိုထားခြင်းတဲ့ပုံစံဒီလိုလေးရွှေ့ပြီးထားလို့ရတယ်ဒီ mask အုပ်ထားတဲ့နေရာကကိုက link ဖြုတ်ထားတာဖြစ်တဲ့အတွက်ကိုသူကဒီနေရာကိုအသေးအုပ်ထားတယ်အဲဒါကြောင့်မလို့ဒီလိုလေးရွှေ့လို့ရကဲကိုကဒီမှာ link ချိန်ထားတယ်ဆိုလို့ရှိရင်ရွှေ့တဲ့ခါကျရင်ဒီ mask အုပ်ထားတဲ့နေရာကြီးကပါလာမှာဖြစ်တယ်နော်အဲလိုမျိုးမပါခြင်းဆိုလို့ရှိရင်ဒီလိုမျိုးလေးဒီ link လေးကိုဖြုတ်လိုက်ပြီးစာကို select မှတ်ပြီးတော့ဒီလိုမျိုးလေးရွှေ့လို့ရတယ် ဒါပိုစတာဒီဇိုင်းတွေဘာတွေမှာဆိုရင်ဒီလိုမျိုးလေးတုံးတာတွေ့ပေါ့เนาะဒါပုံစံတစ်မျိုးနဲ့ဒါ layer mask ကိုဒီဇိုင်းဆွဲတဲ့အချိန်မှာဘယ်လိုမျိုးတုံးလဲဆိုတာကိုပြောပြပေးတာဖြစ်တယ်ဒီမှာနောက်ထပ်တနည်းအနေနဲ့ဒီလိုမျိုး small effect ပုံစံလေးနဲ့ဒီ cycle ပုံလေးနဲ့ကို layer mask ဘယ်လိုမျိုးတုံးလို့ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်တယ်အရင်ဆုံးဒီ small effect ပုံစံလေးမှာ layer mask အုပ်လိုက်မယ်ပြီးရင် gradient tool ကိုယူလိုက်မယ်ဒီမှာတော့ခုနလိုမျိုး တခါလည်းဖြစ်တာမျိုးမဟုတ်ဘဲね gradient လေးနဲ့အသုံးပြပေးသွားမယ်နော်ဒီမှာ gradient မှာ basic မှာဖြူနဲ့မဲဟာလေးယူလိုက်မယ်ပြင် layer mask မှာဒီလိုလေးဆွဲလိုက်လို့ရဒီမှာဆိုရင်အပေါ်ကနက်ရောင်ပိုင်းကပေါ်ပြပေးတဲ့ပိုင်းဖြစ်ပြီးတော့အောက်ကဖြူရောင်ပိုင်းကဟုံးပေးတဲ့ပိုင်းဖြစ်တယ်နော်ကိုလိုချင်သလောက်လေးဒီလိုလေးအဲပေါ်ပြပေးလို့ရတယ်ဒီလိုလေးသုံးလို့ရတယ်နော်အဲ့တော့မှကိုကဒီ ဘဲနေရာလေးတွေကိုကိုယ်ကနည်းနည်း custom နေနဲ့ custom mic ပုံစံမျိုးလေးပြန်ပြီးတော့ပေါ်ပြခြင်းနဲ့ကျန်တဲ့နေရာတွေမထိခြင်းဆိုရင်လည်းဒီမှာ brush ကိုယူပြီးတော့လုပ်လို့ရတယ် brush မှာ hard net မှာနည်းနည်း short လိုက်မယ်အဲဒီမှာဒီလောက်ထားလိုက်မယ်ဟုတ်ပြီ pin brush size လေးနည်းနည်းကြီးလိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးလည်းလုပ်လို့ရတယ်အဲဒီလိုမျိုး custom mic အနေနဲ့မင်းတို့ဒီနေရာတွေကိုအနက်ရောင်ဖြည့်သွားပါဘောနော်ဒီမှာကြည့်ရင်ဒီမှာကြည့်ရင်သိရမယ်အနက်ရောင်ဖြည့်သွားတယ် နဲ့အောင်ဖြည့်သွားတဲ့နေရာလေးတွေကပေါ်လာတာပေါ့နော်အဲလိုမျိုး layer mask ကိုဒီလိုမျိုးတုံးတာဖြစ်တယ်နော်အဲနောက်တစ်ခုအနေနဲ့ဒီလိုမျိုးပုံစံလေးတွေမြင်ဦးပါမယ်နော်ဒီဖုန်းထဲကနေဆိုင်ကထွက်လာတဲ့ပုံစံမျိုးလေးတွေလေအဲလိုမျိုးဖန်တီးကြတဲ့ဟာလေးမြင်ဘူးလိမ့်မယ်ဒါဘယ်လိုလုပ်တာလဲဆိုတော့အရင်ဆုံးဖုန်း screen ကို magic wand 2နဲ့အရင်ဆုံး slap ပေးလိုက်မယ်ပြီးရင်ဆိုင်ကလေးရောက်သွားမယ် layer mask အုပ်လိုက်မယ်ဒီမှာနော်ဖြူအောင်နေရာလေးရဖော်ပြပေးတယ်မဲရောက်နေရာတွေကဖြတ်သွားတယ် pin အဲ့ဒါကို control j နဲ့ပွားလိုက်မယ် pin layer mask နေရာလေးကို ထောက်ပြီးတော့ control i နဲ့ inverse လုပ်လိုက်မယ် pin brush ကိုယူမယ်ဒီမှာ hard neck မှာတရားထိတင်လိုက်မယ် opacity တရားထိတင်လိုက်မယ် flow လည်းတရားထိတင်လိုက် pin ဒီလိုလေးဖြတ်လိုက်ဘုံမလို့ခြင်းနဲ့အပိုင်းတို့လိုမျိုးလေးဖြစ်လာ။ဒါဆိုရင်ဒါဒီလိုမျိုးပုံစံမျိုးလေးရသွား အဲ့လိုမျိုးလေးဖန်တီးကြတာဖြစ်တယ်နော်။ Okay ဒါဆိုရင်တော့ layer mask ရဲ့အဲအလုပ်လုပ်တဲ့ပုံစံကိုနားလည်မယ်လို့မျှော်လင့်နေနော်။အဲဘယ်လိုမျိုးနေရာတွေမှာဘယ်လိုမျိုးသုံးကြရတယ်ဘယ်လိုမျိုးသုံးဝင်ဆိုတာလေးကိုလည်းနားလည်သွားအောင်နမူနာလေးတွေနဲ့ရှင်းပြပေးသွားတာဖြစ်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။